ရီယယ်မက်ဒရစ်အသင်းကြီးပြအန်ဆယ်လော်တီကချန်ပီယံလိဂထွက်လိုက်ရပြီးတဲ့နောက်အသင်းရဲ့အနာဂတ်ကိုမသိရှိကြောင်းဝန်ခံခဲ့ပါတယ်။အာဆင်နယ်နဲ့ချန်ပီယံလိဂကွာတာဖိုင်နယ်ဒုတိယအကြော့က ရီရဲ့အသင်းနဲ့သူ့ရဲ့ချန်ပီယံလိနောက်ဆုံးပွဲလာလို့မေးမြန်းမှုကိုအခုလိုတုံ့ပြန်ခဲ့တာပါ။ SLT ဟာရီရဲ့အသင်းနဲ့2026ခုနှစ်အထိစာချုပ်သက်တမ်းရှိနေသူပါ။ဒါပေမဲ့အခုရသည်အသင်းစွမ်းဆောင်ရည်အတွက်ဝေဖန်ပြစ်တင်ခံနေရပြီးမဟာပြိုင်ဘက်ဘာစီလိုနာကိုနှစ်ပွဲစလုံးဂိုးပြတ်ရှုံးထားမှုကသူ့အတွက်ပိုပြီးအထိနာစေခဲ့ပါတယ်။ရီယဲသင်းဟာအခုရသည်မှာလာလီကာဖလားကိုမျောလင့်နိုင်စေအခြေအနေမှာရှိနေသေးတဲ့အပြင်စပိန်ဘီယင်ဖလားမှာလည်းဘူလူဝဲရောက်ထားပြီးဘာစီလိုနာနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ျွန်တော်မသိပါဘူးပြောင်းလဲခြင်းတွေလုပ်ဖို့ကလပ်ကပဲဆုံးဖြတ်ရမှာပါဒီနှစ်လည်းဖြစ်နိုင်တယ်လို့စာချုပ်တက်တန်းကုံဆုံးမဲ့နောက်နှစ်လည်းဖြစ်နိုင်ပါတယ်ဘာပြဿနာမှမရှိပါဘူးဒီမှာကျွန်တော်ကဏ္ဍပြီးဆုံးချိန်မှာကျွန်တော်လုံနိုင်တဲ့တခရီးသောအရာကကလပ်ကိုကျေးဇူးတင်စကားဆိုနိုင်တာပါပဲဒါကမနှက်ဖြန်တလအတွင်းဒါမှမဟုတ်တစ်နှစ်အတွင်းဖြစ်နိုင်ပါတယ်လို့အန်ဆယ်လော်တီကပြောကြားခဲ့ပါတယ်ဒါပြင်၎င်းကနေရာဒီမှာရှယ်ရုကနှုတ်ထွက်ဖို့အကြောင်းကိုမတွေးထားကြောင်းဝန်ခံခဲ့ပါတယ်